စကွန်ကံပြီးတော့သင်္ကန်းပတ်နေတာတော့အယောင်တော်ပြန်နေကောအပတ်ချွတ်တီကိုတွေ့လာတော့လိုက်ပြီးရှင်းလင်းပြီးနဲ့ခရဲ့လူအပ်ချက်အရာဥစဉ်ရဲ့ဆောင်ရွက်ချက်တွေနာမည်ကြီးတယ်ဒါမှမဟုတ်ကနိုင်ငံရေးကမောက်ကမကြားမှာတိုင်းပြည်ကောင်းအောင်လုပ်တဲ့လူဆိုရင်ရန်သူပဲတိုင်းပြည်ပြည့်အောင်လုပ်တဲ့လူဆိုရင်သူတို့မိတ်ဆွေဆိုတော့ဥစဉ်ရအဲ့ထဲမှာပါတော့ဘောမှာပဲခေါ်ခေါ်နောက်ဆုံးတော့ဟေးသူတို့အမြင်တိုင်းနေပါတော့အခုဥစဉ်67ပါ ဦးသင်းကပြောလို့ငါနဲ့သားကလေးမလို့ပညာကြီးရော23ပဲဆိုရင်25မှာဆုံးခဲ့တယ်ဦးစင်းရဲ့စီဝါကြီးဟာ35နှစ်မှာဇလံပြတ်ပြီပေါ့ဒါပေမဲ့45မှာဦးစင်းဘဝရဟန်းဖြစ်သွားတယ်65ဆိုတော့ပြီးပါပြီကျန်တဲ့အချိန်ကအပူကြီးပါပဲအဲ့တော့အချိန်ပုံမြန်ရခဲ့ရင်အခုလည်းတရားလုံနေလုံနေတာဖြစ်တဲ့အတွက်ပို့ပြီးတော့တန်ဖို့ရှိအောင်အသုံးချမယ်ပေါ့ဘူရစီရောအင်တာဗျူးဆိုတဲ့တွေ့ဆုံခန်းနေရာညံရှိတဲ့အတူတူတန်ဖို့ရှိပြီးတော့အဲဦးစင်းပေါ်မှာ အမြင်ဆောင်တဲ့လူဟာဒီကူတော့ဘာတွေလုံမှန်းကိုမသိဘူးတအားနာမည်ကြီးကျင်တာပဲသူတို့အမြင်မီဒီယာဟာသာနာပြုလို့သူတို့မသိပဲနဲ့မီဒီယာဟာသူတို့ကကြော်ကြားမှုလို့ထင်နေတာတမပါပဲအိုက်ခံယူခြင်းနဲ့အိုက်ခံစားချက်ကိုလည်းဥစဉ်နားမလဲဥစဉ်ကိုအလုပ်ကိုလုပ်တယ်အခုဒါနဲ့ပတ်သက်လို့ငွေငွေရှိတဲ့မော်နီတာသေးလုံးတဲ့နာတို့ကကြောင်းကပ်ပြရမှာအတင်းလုပ်ခဲ့တော့လုတ်တော့ပြီးတယ်ตายရပြမရှိဘူးဆိုတော့ဥစဉ်အခုပြောနေတဲ့စကားလေအခုတခါကြီးကမေးတယ် ဒါအမေးဖြေလေးပေါ့ကျောင်းဝင်ရောက်လာတဲ့အမေးဖြေလေးပေါ့အဲ့လိုပဲဥစဉ်ဖြေကြလေဥစဉ်နောက်မွတ်စလင်မွတ်စလင်ကောင်းလေးတကောင်ဆိုလေတအားတွေ့ကျင်တယ်ကိုဒီကျမ်းမမသူရောက်နေလာအုံးမှာအသက်ငယ်ငယ်လေးတွေဥစဉ်နဲ့အဲ့လိုအင်တာဗျူးအလုပ်လို့ဘာသာမဲတွေဘုရားဘာသာဖြစ်လာတယ်ခုန PDF တွေအမှန်နေမြင်ကုန်တယ်အဲ့တော့ဥစဉ်ကဓမ္မတော်ချစ်လို့အမျိုးသားကြီးချစ်လို့မဟုတ်ဘူးဥစဉ်ပြီးကျင်တာတစ္ဆာဘဝခန္ဓာနဲ့တန်တရားရဲ့လွတ်မြောက်ခြင်းအဲ့မှာရှိတဲ့ဒေါသလောဘတို့ရဲ့အကြောင်း နောက်တော့ပညာဉာဏ်ကိုအသုံးမချပဲလက်နဲ့ကိုင်းနေတဲ့အာနာနဲ့ဘဝကိုလဲနေတဲ့လူတွေ။ဒါဥစဉ်ပြတော့နားလဲမနာမသိ။နားလဲ။အဲအမှန်တိုင်းပြောရင်လူတွေကအဲ့လိုသူတို့ရဲ့ဘဝတိဆောက်ဖို့ကိုငွေကြီးတွေရှာနေတယ်။ဥစဉ်ကမဟုတ်ဘူးဓမ္မနဲ့အတူဘဝကိုတိဆောက်တာသဘောကျသွားတယ်။ဒါကြောင့်ဥစဉ်အသက်35နှစ်နောက်ပိုင်းမှာဥစဉ်ကကွန်မြူနီပန်ရှင်တစ်ထည်သူကငွေရငွေယူပွားတယ်အလုတ်ကငွေယူပွားတယ်ဆိုတော့သူပွားခြင်းကဥစဉ်နဲ့မဆိုင်တော့။ဒါပေမဲ့ဥစဉ်ကအသက်35အထိတော့ထုတ်လို့သူ ပိုင်ရှင်တယောက်တနိုင်ငံလုံးမှာဘယ်သူမှမလုပ်တဲ့စိတ်ပြေးဆွေးလောကရဲ့စွန့်ဦးတူချက်လူမြန်မာနိုင်ငံမှာရှိတဲ့ကနဩဝါကုမ္ပဏီအစအခြားကျောင်းသောကုမ္ပဏီတာကိုတက်လို့ပြောလိုက်တာနဲ့လက်ဖြားခါလောက်အောင်တကယ်တီထွင်ခဲ့တယ်သူနဲ့ခစ်ပြိုင်ကြီးလုပ်ပြီးတော့တိုက်ခိုက်ခဲ့တယ်ဒီနေ့အခုစစ်နယ်မြေဖြစ်နေတဲ့စကိုင်းတိုင်းဟာဦးစင်းရဲ့တကယ့်ကိုဂျူဂျူကြက်ကြက်ညံအောင် ရှမ်းပြည်နယ်တခွင်အဲ့လိုဦးစင်းကမကွေးသားဆိုတော့အဲ့အထက်ပိုင်းပေါ့ ဒီအောက်ပိုင်းဆိုပြည်ပညာရောရောက်တယ်။အီယာကြီးအချမ်းတော့တော်လေးနေတယ်။ဆိုတော့ဘာပြောပဲဦးစင်းရဘဝကိုသူ့ရဲ့ timeless တိုင်းသွားရင်65ဆိုတော့ပြီးပြီးအခုလဲအဲစိတ်ကိုတော့ရှော့ချထားပါတယ်။လုံတဲ့နာတွေလည်းလုံနေပါတယ်။ဦးစင်းအတွက်တော့အသက်35နှစ်ကတိုင်ပြည့်စုံခြင်းဟာအခုနောက်ပိုင်းကျနူးညံ့တဲ့ပြောင်းလဲခြင်းတွေဓမ္မရဲ့တိတ်ပြီးတော့ဆန်းကျဲတဲ့ရတ္တတွေသူများတွေမမြင်အပ်တာတွေကိုမြင်လာနိုင်တဲ့ qualifying ဖြစ်လာတဲ့ concentration နေ။ဒါကြီးအောက်ကိုစိတ်ဝင်စားတာဥစဉ်ပြတာမကြားနိုင်ဘူး။ကြားမဟုတ်ရတယ်တပီတော်ကမတူဘူး။ဘုမပြန်ကြည့်။လုံးတိုင်းနားထောင်တာဗျာ။တပီတော်သိတယ်။ပြောပါ။ပြောပြောနေပြီ။ဟုတ်ဟုတ်ဟုတ်။အဲ့တော့ပထမဆုံးအချိန်နဲ့ဒီလောက်နဲ့ရက်ပါမယ်။အချိန်ကိုတန်ဖိုးထားလို့အဖြစ် င်းလည်းပင်မှတ်ပါလေ။ရပါလေ no problem ။တခါကြီးဘက်ကဟိုဟိုဟောရက်တန့်ချင်းဟာဥစဉ်ပေါ်မှာဟိုလွှဲချဖို့မလိုဘူး။အာမလိုဘူး။ဥစဉ်ကအဲဥစဉ်ကတည်းပြောတော့ရတယ်။ဥစဉ်တို့မှာကစွမ်းအားနဲ့ခွန်အားပေါ်တခါကြီး။မှန်ပါလေ။အဲဥစဉ်မှာတရားရဲ့စွမ်းအားလေးရှိရင်အဲ့တော့ခွန်အားပြောင်းပြန်ဖြစ်တယ်။မှန်ပါလေ။ပင်မန်းလာစင်နဲ့ပင်မန်းနဲ့ဒါမှမရောက်ရရဘာကြောင့်လဲဆိုတော့ဥစဉ်ကဒါကိုပြောနေတာကွာရင်ထဲမှာဘာနာပြုဖြစ်တယ်ကျဉ်တ်နေတဲ့အတွက် အဲ့ဒီပေါ်မှာဟာငါပြမန်းလိုက်ငါတော်ခန်းသာနှိမ့်ဆက်နေတာပဲလို့မြင်ဦးစင်ပြမန်းနေမှာလာတာတရားနဲ့ပတ်သက်လွန်း all welcome အဲ့တော့ဆက်မိပါတကကြီးတကကြီးအရှုံးပေးမသွားပါနဲ့ပြန်ရင်းနေမှာမဟုတ်ပါဘူးတပြည့်တော်ကဟိုခုနပြောထားသလိုပါပဲဘုရားအလိုကြပါပဲဟုတ်ဟိုအခုတကကြီးနဲ့ဦးစင်နဲ့တိုင်းကောင်းတာမဟုတ်ဘူးတူတန်းလည်းမကောင်းဘူးပေါ့ဟုတ်ပြီတူချင်းရှည်ချင်းနဲ့မစ္စီမဆိုတဲ့ဗောလီထားပြီးတော့ပြောတာပါ အဲ့တော့ရှင်ပြားအချိန်ပေးတယ်နဲ့ပြီးတယ်ဆိုရင်နည်းနည်းလေးထပ်ပြီးရမယ်ဟုတ်ရှိပါတယ်တပည့်တော်ကတော့မေးခွန်းများကြီးမေးပါမေးပါမေးပါ no problem ဒီပြားမပြောတော့ပါဘူးဟုတ်ခုနပရိသတ်ပုပ္ပါဟောလိုက်တဲ့အခါမှာနော်ကျေးဇူးတင်ကြောင်းပြောတာပါသာဓုပါကျေးဇူးတင်ကြောင်းပြောတယ်ဆိုတဲ့အကြောင်းကနော်ဟောစိတ်တာနုပါဒနာနဲ့ဝိညာဉ်နုပါဒနာကိုဒီလိုအဲ့လောက်တဲ့ကန်ထားပြီးတော့တိတိကျကျစီစီလင်းလင်းပြောတဲ့အတွက်ကြောင့်ထောင်းပြပါဘုရားထောင်းပြလိုက်ပါဦးတို့ဗီဒီယိုထဲမှာပါပါဦး အဲအဲပုဂ္ဂိုလ်များရဲ့အလှူအတွက်လည်းအခုပဲဖုံးဆက်ပြီးကျေးဇူးတင်ကြောင်းပြောတော့မှာပါဟုတ်ဟုတ်သူတို့ရဲ့အလှူကလည်းတန်ဖိုးလုံရှိပါလေတန်ဖိုးလုံရှိပါပြောပြအောင်ပြောလိုက်ပါပြောပါပြောပါတပည့်တော်မနေပါဘူးဗျာအဲဦးစင်းသမီးပါဗျာဦးစင်းသမီးဟောသမီးလားသမီးအကြီးဆုံးသူအဲအဲအကုမ္ပဏီနာမည်တောင်ဖုံးဖုံးသမီးရဲ့ဘယ်နာမည်ပြောအောင်ဆိုသမီးဦးစင်းဆယ်တန်းမှထွက်လာတာဟုတ်ဟုတ်သူ၁၈နှစ်သမီးမှထွက်လာတာအခုသမီးတော့34ရှိနေပြတ်ပြောတော့မဟုတ်ပါဘူးဗျာပြောပါ ဲ့လိုထွက်လာတဲ့ခါကျတော့အရှင်ဘုရားနဲ့ဟာမိသားစုရဲ့တာဝန်ကြီးပြွန်းတယ်မိသားစုရဲ့တာဝန်မကြီးပြွန်းတော့ဘယ်လိုယူဆပါလဲဗျာဘုရားရောအရင်စစ်ကြမှန်တယ်ဟုတ်တယ်လေဦးဇေယျမစင်တဲ့ဘုရားအရင်စစ်ဘုရားအရင်စစ်ရဘုရားလက်ထက်မှာနင်းနေမို့နိုင်ငံတော်တာဝန်ကြီးမှန်ကြီးပြည်ရဲ့တာဝန်ကြီးမှန်ပါလားဖေးတုတ်သောသနာကငါသား16နှစ်သားတိုင်းရော့ကွာဆိုပြီးအားရပါရပြီးလိုက်တာနန်းသက်ကို29ထိ73နှစ်တောင်ခံစားခဲ့ဟုတ်ပါဟုတ်တယ်နော်ဟုတ်ပါအဲ့တော့ဦးစင်းကကိုဘွားကိုတိဆောက် အဲအချစ်ဆုံးမိန်းမဆိုတော့ကို့ဘဝကိုအကျဉ်းဆုံးနဲ့တိဆောက်ခဲ့တာကိုလိုချင်တဲ့သားသမီးနဲ့ကိုအောင်မြင်မှုရဲ့အပြည့်အဝရှိနေတဲ့အချိန်မှာဒီသစ္စာဓမ္မကိုသိလိုက်တော့ပုဂ္ဂိုလ်တ attva မရှိတော့မှန်တာမက်ဆီယာလည်းမရှိတော့မှန်တယ်ဆွဲဆီယာလည်းမရှိတော့မှန်တယ်အဲ့တော့ဥစဉ်ကထားပြီးသားဆိုတဲ့ယင်ထဲမှာရှိပြီးသားရှိပြီးသားအဲ့တော့35နေဝတ်တော့လည်းမခံလို့တနည်းလောက်တဲ့လာခွဲလောက်ဝတ်ထွက်40ရောက်ဝတ်မှတော့ဝတ်40ကျလိုက်တခါထပ်ထွက်55ကျတော့ တမီးတွေကလည်း10နှစ်ချလိုက်တော့အငယ်မှ8နှစ်လောက်က16နှစ်ဖြစ်အဲဟိုအငယ်ဆုံးလေးကနှစ်နှစ်တမီးက12နှစ်ဖြစ်အဲ့ဒီမှာဦးစင်းဘုန်းကြီးဝတ်သွားပြီမယ်ဦးစင်းထားခဲ့တဲ့ဥစ္စာစီးပွားတွေကတမန်လူတွေရှာရတဲ့နေရာနောက်ပြီးကြတော့ဦးစင်းက business လို့ခေါ်အခြေခံတွေပိုင်းငဲ့လို့ဆိုတော့ အင်းဒီချန်နေဝိုင်းညာဒီကနေ့မှာနှစ်ရက်နဲ့ဝယ်တာတိမ့်ထောင်ချစ်ဖြစ်နေမှန်ပါတယ်မှန်ပါတယ်အဲ့တော့ဥစဉ်ကမရှာလဲရှိရှာလဲရှိအဲ့သူကသူဖြစ်သွားပြီဟုတ်ပြီဟုတ်အခုရက်စီလဲဥစဉ်ကတကမလဲတော်တယ်ဒီမှာဥပရိယုတ်အဲဥစဉ်ရဲ့ကိုဇနီးမူလို့ကိုလူဘွားပြောတော့ခံညာပါဒီမှာအဲကြက်တည်ရှိပါတယ်ဥစဉ်လဲတဘွားလုံးစာရေးချက်ခဲ့တာပါဒီမှာဟိုကနေ့ချစ်မနှပြန်ကွဲတဲ့စိတ်မဟုတ်လို့မဟုတ်ပါဘူးအကူကကနေ့တာသမီးတို့မှာထိန်သိမ်းတာကောမဆိုးပါဘူး ်ပြောကျင်တာကသူတို့ကိုထားခဲ့တဲ့အချိန်မှာဥစဉ်မှာငကွက်တည်းမရှိတော့တာတမတမအသက်35နှစ်မှာပြည့်စုံသွားတဲ့အတွက်ဒီကနေ့ဒီသားမင်းနဲ့ဆက်သွယ်လို့တော့အခုမှဥစဉ်ဘန်ကောက်ကပြန်လာတယ်သူလည်းဘန်ကောက်ကိုအလေလာရသူတို့မှတိုက်တယ် channel ရှိတယ်အဥစဉ်သွားကြည့်ပြီးတယ်ဒါမှမဟုတ်ကိစ္စကိုသူကိစ္စသူတမတမလူတွေရဲ့အလုံးအဲ့မှာတွေ့တဲ့လူတွေအံ့ဩရပေါ့ဒီလောက်ချောဒီလောက်လာတဲ့သားသမီးဒီလောက်စီးပွားတွေကိုဘလို့ဘာမှမမဟုတ်တော့သိသွားတော့အခုလည်းကြည့်ထမင်းမဲစားတာဘယ်နည်းနည်းကိုကိုကိုပြန်ကြည့်လိုက်တိုင်းကြည့်လိုက်တိုင်း ဒီမိုက်ဘာမှမဟုတ်ဘူးအဲ့တော့ရှာရာလည်းမဟုတ်ဘူးအခုမဲမေရောဒါလေးကိုစောက်မယ်တဲ့သူ့တော်ကဝန်တာရာဒါအခွင့်ရေးလीအဲ့တော့လူရဲတမောဒီဘုန်းကြီးရလာဘုန်းကြီးကမဟုတ်ဘူးဘုန်းကြီးလက်ထားခဲ့ရမှာတကယ်ရတာလူတဲ့မေရောဒီမြန်မာသူသေးတဲ့အထိသူ့ရဲ့သာသမာတမိုင်သူသာသမီတမိုင်မှာဒါကြီးကျန်နေမှာမှန်ပါဦးစင်းတော့ကြအဲ့တော့စောင်းလျှောက်ချင်းဆိုရဲတာဝန်တစ်ခုသာရှိတယ်တာဝန်တစ်ခုတော့ပူလာသေးခဏတာဝန်ကြီးရတဲ့ဂျားတဲ့မှာဟုတ်ပါဒါပါပဲ အဲ့တော့အဲဥစဉ်ရဲ့အဲဒကမာနဲ့ဥစဉ်ရဲ့အဲသာသမီအခုဒီမှာလာခဲ့ပါလားဆိုမလာနိုင်ဘူးသူအမိရှိရနေရသူသမီးရှိရနေဥစဉ်ဒကမာကြီးကပြေးတယ်။ဩဥစဉ်သမီးကြီးကလည်းဖုံးစပြောင်းဆက်လိုက်ပါဆိုတာ။ဆက်မဆက်ပါဘူး။ဥစဉ်ကိုယ်တိုင်က तू ကသိန်း30ပြည်တာဥစဉ်သိန်း50တောင်းတာကုန်းနာသိန်း80ဒါပေမဲ့ तू နာမည်ကြီးတယ်။တင်ပါတင်ပါ။တကယ်ဥစဉ်တာနာပြီးတော့အထောက်ပံ့ဖြစ်တယ်လीဒါလေးကဟိုဟာလှုပ်ရှင်ဖုန်ရင်းအောင်ထားတော့အဲအဲ့လိုအကောင်းစားလှုပ်တာ။ဆောင်ရွက်တွေ့ကို ငါကြဦးပဲဦးပေါင်း90ကြမယ်ဆိုအဲ့စာရွက်ကတ်လိုက်တာ900ကြတယ်အဲ့လိုအခုဒါတရွက်ကို2000 3000ကြသွားတာဟုတ်တော့လုံးမယ်လုံးတော့လားတာမဖြစ်တော့အခုတရားမလုံးတော့တခုကိုတန်မိုးထားရတယ်မှန်တယ်အဲ့တော့အဲ့တန်ဘူးကဘာလို့ဆိုတော့နောင်မျိုးဆက်တွေအကုန်ကြည့်လို့ရပါပါပါလေခင်ဗျအဲ့တည်းမှာလည်းခုနကရန်ရန်နဲ့အမာယူနီတွေပါတာပေါ့ခိုင်းဒီမှာဒီမှာဦးစာလေးနဲ့ကြောင်းကြံတာတို့ချွတ်နေအကုန်လုံးတော့လှုပ်ထားပဲဒါကိုလူရချက်ဖြစ်တတ်ပါလေဒါဝင်တပြည့်တော်တော့နားလည်မှုပေးရပါဘူးတခိုင်းလူရင်တော့ယူသွားလို့ရပါတယ် မဗျာမေတော်လဲဒကမကြီးလဲတခုယူသွားလို့ရပါတယ်အဲ့တော့ဥစဉ်ဆောင်ခါလေးရှောက်ရရင်အခုအကုန်လုံးမဖတ်နိုင်ပါဘူးဟုတ်ဆရာမရွှေလေးကြီးတယ်မှာအဲ့ဒီကခုနဦးဖတ်တာအဲ့ခုနဦးတော့ခဏငှားပဲပါဂျစ်တာပဲကြီးကြီးသွားတာဟုတ်ကဲ့နော်အဲ့တော့အဲ့ဒီမှာညောင်လေးပင်မဟာဆရာတော်ကြီးဟာတော့လက်ဖျားခါလို့နော်ဟုတ်